အားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့မှာတော့ကြောက်ကက်ကျမ်းမာရေးကောင်းဖို့အတွက်လိုက်နာရမယ့်အခြေခံအချက်တွေကိုမျှဝေပေးသွားပါမယ်။ကြောက်ကက်ကဘာအလုပ်တွေလုပ်လဲ။ကြောက်ကက်ကခန္ဓာကိုယ်ရဲ့ကအစိတ်တွေပိုရှန်နေတဲ့ရေတွေစားဓာတ်တွေကိုစစ်ထုတ်ပြီးတော့စီးအဖြစ်နဲ့ဖယ်ထုတ်ပေးပါတယ်။ဒါအပြင်သွေးပေါင်ချိန်ကိုထိန်းချုပ်ပေးတာသွေးနေဥတွေထုတ်လုပ်ဖို့လှုပ်ဆော်ပေးတာနဲ့ဗိုက်တာမင် D ကိုပုံစံပြောင်းပေးတာတွေကကြောက်ကက်ရဲ့အလုပ်တွေဖြစ်ပါတယ်။ကြောက်ကက်ကျန်းမာဖို့အတွက်လိုက်နိုင်ရမယ့်အခြေခံအချက်တွေကတော့နံပါတ်1 အစာအတောက်ပါ စားတတ်အငံတတ်ကိုဂယူဆိုက်ရပါမယ်အငံစားတာများလို့ရင်သွေးပောင်ချိန်မြင့်တက်တာကြောက်ကတ်ထဲမှာကြောက်တယ်တာမျိုးနဲ့ကြောက်ကတ်ထိကြိုက်တာမျိုးတွေဖြစ်စေနိုင်ပါတယ်လူတယောက်ဟာတနေ့ကိုစားစားသုံးမှုလက်ဖက်ရည်စုံ တစုံထက်မပိုအောင်ဂယူဆိုက်တင်ပါတယ်စားများတဲ့ပြုပြင်ထားတဲ့အစားအစာတွေဖြစ်တဲ့ငပိငချောင်းငပြည် ready made အသားပြအသားကြောင့်ဓာရီကိုလည်းတတိထားပြီးစားသုံးသင့်ပါတယ်။နောက်တစ်ခုကတော့အချိုစားတာကိုဂယုစိုက်သင့်ပါတယ်။ အချိုလို့ပြောတဲ့နေရာမှာဓာတ်ရိုက်ချိုတဲ့အစားအစာတွေအပြင်စံကြုံပြောင်းအာလူဒီလိုဂစီတက်များတဲ့အစားအစာတွေကလည်းခန္ဓာကိုယ်ရဲ့ကိုရောက်သွားတဲ့အခါမှာသူကတကြားတဲ့အဖြစ်နဲ့ပြောင်းလဲသွားတဲ့အတွက်ဓာတ်ရီကိုလည်းဂယူဆိုင်တင်ပါတယ်။နောက်တစ်ခုကတော့သွေးရင်းအစီမများအောင်ဂယူဆိုင်တင်ပါတယ်။အဲ့ဒီအတွက်ကတော့စီများတဲ့အစားအစာတွေစီကြောစာတွေနောက်ဟင်းနှစ်တွေကို စီအများကြီးနဲ့ချက်ထားတာပေါ့။ဒါမျိုးတွေကိုလည်းဂယူဆိုင်ပြီးစားသုံးတင်ပါတယ်။ အတိအနှံဟင်းသီးဟင်းရွက်ကာဘိုဟိုက်ဒရိတ်ပရိုတင်းဒါတွေကိုတော့မျှတအောင်စားသုံးသင့်ပါတယ်။ကြောက်ကတ်ကျန်းမာရေးအတွက်အဓိကအကျိုးပြုမဲ့အစားအစာတွေကတော့ပန်းကော်ပီ၊မြုပ်ပွားသီး၊ဂေါ်ဘီဒုတ်၊ချက်သွန်ဖြူ၊ချက်သွန်နီ၊မုံလာဥနီ၊နောက်အစီပါတဲ့ငါ၊ကြက်ဥအကာ၊တန်လွင်စီ၊စပြစ်သီး၊ပန်းသီး၊နနတ်သီးစတာတွေကကြောက်ကတ်ကျန်းမာရေးကိုအထူးအကျိုးပြုပါတယ်။နံပါတ်1အချက်ကတော့အိမ်တိုင်းလိုလိုတတိမထားမီပဲလုပ်နေတတ်တဲ့အကျင့်တစ်ခုရှိပါတယ်။ ဲ့ဒါကဗမာစည်းတွေကိုမလိုအပ်ဖက်နဲ့နေ့စဉ်ရေရှည်ဆွဲပြီးတောက်သုံးနေတာပါအလုံးသေးတဲ့အတိုင်းတန်ဆေးလွန်ဘေးဆိုတဲ့စကားလည်းရှိပါတယ်။ဘဲစီမစိုးတိုင်းရင်ဆေးပဲဖြစ်ဖြစ်အနောက်တိုင်းဆေးပဲဖြစ်ဖြစ်မလို့အဖက်နှစ်ရှည်လာများဆွဲပြီးတောက်သုံးတာကိုရှောင်ကျဉ်သင့်ပါတယ်။တချို့ဆိုရင် ထမင်းစားပြီးရင်ဒါလေးကိုတောက်လိုက်ရမှာနေလို့ထိုင်လို့ကောင်းတယ်ဆိုပြီးတော့အဲ့လိုတုံးနေတာတွေရှိတယ်။တကယ်လို့အဲ့လိုတုံးတာကကိစ္စမရှိပါဘူး။တကယ်လို့အပ်တာမဟုတ်ခဲနဲ့အကျင့်တစ်ခုလိုမျိုးဆွဲပြီးတော့နေ့စဉ်နေ့တိုင်းနှစ်ရှည်လာများဆွဲပြီးတောက်တုံးတာကရေရှည်မှာကြောက်ကပ်ကိုထိခိုက်စေနိုင်ပါတယ်။ဒါကြောင့်ဒီဟာကိုလည်းသတိထားသင့်ပါတယ်။ နံပါတ်3ကတော့အကိုက်ခဲပြောက်ဆီးတွေတောက်တာကိုသတိထားတဲ့ပါတယ်။အကိုက်ခဲပြောက်ဆီးတွေကိုရေရှည်ဆွဲပြီးတော့အလွန်အကျူးတောက်မယ်ဆိုလို့ရှိရင်ကြောက်ကထိခိုက်စေနိုင်ပါတယ်။ဒါကြောင့်အကိုက်ခဲပြောက်ဆီးတွေတောက်တာကိုလည်းသတိထားတဲ့ပါတယ်။နံပါတ်4ကတော့အလုံးသိတဲ့အတိုင်းပါပဲရေများများတောက်ရပါမယ်။ရေကကြောက်ကကအစိတ်တွေကိုဖယ်ထုတ်ပေးဖို့အကူအညီပေးပါတယ်။တနည်းကိုရေတံဘူး2ဘူးကနေ3ဘူးလောက်အထိတောက်ဖို့အကြံပြုပါတယ်။ရာသီဥရုပူတာနဲ့ခန္ဓာကိုယ်လှုပ်ရှားမှုများတာပေါ်မှာမူတည်ပြီးတော့လည်းပို့ပြီးလိုအပ်နိုင်ပါတယ်။ နံပါတ်5ကတော့ကိုလက်လှူရှာမှုပုံမှန်ပြုလုပ်ပါကိုလက်လှူရှာမှုကကြောက်ကကျမ်းမာဖို့အတွက်လည်းအထောက်အကူပြုပါတယ်။တနေ့ကို15မိနစ်ကနေနာယူဝက်လောက်လမ်းလျှောက်တာပြေးတာယောဂကျင့်တာစတဲ့ကိုကြိုက်တဲ့အားကစားတစ်ခုခုကိုလုပ်သင့်ပါတယ်။ဒါကသွေးလည်ပတ်မှုကိုကောင်းမွန်ပြီးတော့ကြောက်ကကိုကျန်းမာစေပါတယ်။ နံပါတ်6ကတော့စစ်လိတ်နဲ့အရက်ရှောင်းပါစစ်လိတ်နဲ့အရက်ကကြောက်ကတ်ကိုဓာတ်ရိုက်ထိကိုက်စေပါတယ်စစ်လိတ်ကသွေးကြောကျင်းစေပြီးတော့ကြောက်ကတ်ကိုသွေးစီးဆင်းမှုလျော့နှဲစေပါတယ်အရက်ကကြောက်ကတ်ကို အလုတ်ပိုလုတ်စေရပြီးတော့ရေဓာတ်ခန့်ချောက်မှုကိုဖြစ်စေပါတယ် ဒါကြောင့်ဖြစ်နိုင်မယ်ဆိုရင်စလိမ်နဲ့အရက်ကိုဖြတ်ပါမဖြတ်နိုင်ဘူးဆိုရင်လည်း short တောက်တင်ပါတယ်။နံပါတ်9ကတော့ကိုယ်လေးချိန်ထိမ့်ပါအဝလောနာဒါမှမဟုတ်ကိုယ်လေးချိန်များတာဟာရေရှည်မှာကြောက်ကကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့အခွင့်အရေးတွေများပါတယ်။အဓိကကတော့အဝလောနာရဲ့နောက်ဆက်တွဲတွေဖြစ်တဲ့စီးချိုနဲ့သွေးတို့ဟာကြောက်ကကိုထိခိုက်စေနိုင်တဲ့အဓိကအကြောင်းအရာတွေကတခုဖြစ်ပါတယ်။ဒါကြောင့်ခန္ဓာကိုယ်ကိုတင့်တယ်မျှတတဲ့လေးချိန်ရှိအောင်ပဲထိန်းထားတင်ပါတယ်။ ။နံပါတ်9ကတော့ပုံမှန်ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ပါ။ကြောက်ကက်ယောဂါဟာအစာပိုင်းမှာလက္ခဏာမပြတတ်ပါဘူး။ဒါကြောင့်ပုံမှန်ကျန်းမာရေးစစ်ဆေးဖို့အရေးကြီးပါတယ်။အထူးသဖြင့်တင့်မိသားစုမှာကြောက်ကက်ယောဂါရာဇဝင် ရှိတယ်ဆိုရင်ပို့ပြီးတော့ဂရုစိုက်တင်ပါတယ်။သွေးစစ်တာ၊စီစစ်တာစတဲ့ကြောက်ကက်လုံဆောင်ချက်ကိုစမ်းသပ်တဲ့စစ်ဆေးမှုတွေကပြဿနာတစ်ခုခုကိုစောစောစီစီသိရှိအောင်အကူအညီပေးနိုင်ပါတယ်။အနည်းဆုံးတစ်နှစ်တစ်ခါကျန်းမာရေးစစ်ဆေးမှုပြုလုပ်သင့်ပါတယ်။ ယခုဖော်ပြခဲ့တာတွေကတော့ကြောက်ကက်ကျမ်းမာရေးကောင်းမွန်မှုအတွက်လိုက်နာရမယ့်အခြေခံအချက်တွေပဲဖြစ်ပါတယ်။အများစုကတော့ရိုးရှင်းပြီးတော့နေ့စဉ်ဘဝမှာလိုက်နာရလွယ်ကူတဲ့အချက်တွေပဲဖြစ်ပါတယ်။ဒါကြောင့်တင့်ရဲ့ကြောက်ကက်ကျမ်းမာရေးကိုဂရုစိုက်ခြင်းကတင့်ရဲ့ဘဝတစ်ခုလုံးကိုပုံမကျမ်းမာပျော်ရွှင်စေနိုင်မှာဖြစ်ပါတယ်။အားလုံးအတွက်အကျိုးရှိမယ်လို့လည်းမျှော်လင့်ပါတယ်။အကျိုးရှိတဲ့ဆိုရင်ဒီ channel လေးကို subscribe လုပ်ခဲ့ပေးပါအောင်ရှင်။နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်။